ငှက်လင်ကျောင်းကျောင်းဆံမျိုးကတည်ဆောင်းသွားကြတဲ့ကလေးတွေရဲ့မိသားစုဝင်တွေကိုငွေလူတန်းပြီးအပိတ်နှစ်သိမ့်စကားပြောဆိုခဲ့တဲ့ဖြစ်ဖြစ်တွေအားလုံးပဲမင်္ဂလာပါ MCLitos News Channel ကနေကြိုဆိုပါတယ်ပရိသတ်ချစ်ခင်မှုများစွာရရှိထားတရုတ်ဆောင်ဖြစ်ဖြစ်တွေကတော့တတိယအကြိမ်မြောက်လူကိုငှက်လင်ကျောင်းကျောင်းဆံမျိုးကတည်ဆောင်းသွားကြတဲ့ကလေးတွေမိသားစုဝင်တွေကိုငွေလူတန်းပြီးအပိတ်နှစ်သိမ့်စကားပြောဆိုခဲ့ပါတယ် ကျွန်တော်အနေနဲ့ခုကတော့တတိယအကြိမ်မြောက်ငလင်ပေးတင်ပြီးပြည်သူတွေကိုခုနှစ်ရက်သားသမီးနဲ့စုပေါင်းလူမှသိန်းပေါင်း900ကျော်လူပါမယ်။ကြောက်စဲကြောင်ကကလေးတွေဆုံးရှုံးသွားတဲ့နေရာမှာလူဖြစ်ခဲ့တာပါ။စာတင်နေတုန်းဆုံးသွားတဲ့ကလေးမိခင်တွေကိုတန်အိမ်တော်ကငါးသိန်းစီလူခဲ့တာပါ။ကလေးတွေရဲ့မိခင်ကိုကြည့်ပြီးတော့ကိုယ်တိုင်မခံစားနိုင်လို့ငိုမိခဲ့လို့တရုတ်ဆောင်ဖြစ်ဖြစ်တွေကပြောပါရတယ်။သူမကတော့ငလင်ဘေးအတွက်လိုအပ်နေတဲ့ပစ္စည်းသုံးဆောင်တွေဖြစ်တဲ့သွားတိုက်တဲ့အသင့်စားမို့ကော်ဖီရေးဘူးငါးတစ်တာခောက်ဆွဲဘူး ကွေကောက်အာလူကျော်ရေတန်းစတဲ့စက်သိန်း900ကျော်နဲ့အစားအသောက်တွေကိုလူတန်းခဲ့တာဖြစ်ပါတယ်။ပြပြတွဲကတော့ငလင်ဘေးသင်ပြေတူတဲ့အတွက်အမှုပညာခြေတဲ့ကစက်သိန်းတရာကိုမတီလူတန်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ပထမကြိမ်မန္တလေးနဲ့ဒုတိယကြိမ်စကိုင်းတို့ကိုတော့လူတန်းထားတာလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။